ဗိုလ်ချုပ်မင်းအောင်လည်းကမေဒင်းနေ့စကားပြောရမှာပြည်ပကိုသွားရောက်အလုံးလုံးကင်သူတွေများလွန်းတဲ့အတွက်ပြည်တွင်းမှာလှုပ်သားရှားပါမှုဖြစ်နေတယ်ဆိုပြီးတော့ပြောပါတယ်။အဲဒါကြောင့်ပြည်ပမှာအလုံးသွားလုံမဲ့အစားဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာပဲအလုံးကန်ရှာဖွေကြပါလို့ပြောထားပါတယ်။ပြည်ပသို့သွားရောက်လုတ်ကင်မှုများကြောင့်ပြည်တွင်းမှာအလုသမားရှားပါမှုများဖြစ်ပေါ်လျက်ရှိတာကြောင့်ပြည်ပသို့သွားရောက်လုတ်ကင်ခြင်းထက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်း၌လုတ်ကင်နိုင်ရည်တို့ကိုဆောင်ရွက်ရန်လိုအပ်ပါကြောင်းဘလို့မျက်နှာနဲ့များ ဒီလိုစကားတွေပြောနေတာပါလေပြည်တွင်းမှာဘဝလုံခြုံမှု ရှိတဲ့သူလို ICC ဖမ်းမှာကြောက်လို့ပြည်ပရောက်တာနဲ့ကြီးလန့်စားစားဖြစ်နေတဲ့သူမျိုးဆိုရင်တော့ပြည်တွင်းကပို့ပြီးတော့လုံခြုံနေဆိုတာဟုတ်မှာပေါ့ဗျာလူငယ်တွေအတွက်တော့ပြည်တွင်းကမလုံခြုံလို့ပြည်ပထွက်ကုန်ကြတာအားလုံးသိပါတယ်ဖက်နေဗျာအိမ်မော်တက်ဖန်းလမ်းမော်မှာပေါ်တာဆွဲဆက်ယုံနေစစ်ကားထိုးပြီးတော့အတင်းခေါ်တင်နေတဲ့နိုင်ငံကဘဝလုံခြုံမှုရှိတယ်ဗျာဘကအမတ်ကြီး ဥတက်ခြင်းမေးတယ်လို့မေးရမှာပဲဟုတ်ပါမလားမောင်ကာလူရဲ့ဆိုပြီးတော့စစ်မှုတန်းနာမည်တက်ပြီးတော့လူဖမ်းပြန်မေးဆွဲတဲ့အလုပ်ရကတောင်းချမ်းရန်ကားလွန်လို့လူငယ်တွေနိုင်ငံသားကိုရတဲ့နည်းနဲ့ထွက်ကြပါတယ်နိုင်ငံသားထွက်ဖို့ငွေကြေးမတက်နိုင်တဲ့သူတွေကတော်လိုင်းရေးအဖွဲ့တွေစုမိုးတဲ့နေမြေတွေထဲကိုသွားနေကြပါတယ်အဲ့ဒီမှာလဲပြဿနာကထပ်ရှိပြန်ပါတယ်တော်လိုင်းရေးအဖွဲ့တချို့ကအတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့အလုပ်တွေကိုလုပ်နေကြပြန်တော့လူငယ်တွေမှာ ဘဲသွားသွားမလုံးကျုံဘူးဆိုတာမျိုးဖြစ်လာနေပါတယ်။ပေးစရာလည်းငွေမရှိပြေးစရာလည်းမြေမရှိဆိုတော့ဘဝမျိုးရောက်ကုန်ကြပါတယ်။တိတ်မကြခင်ကပဲရောနယ်ဘက်ကတော်လိုင်းရေးအဖွဲ့တွေကစစ်မှုထမ်းဖို့အမိန့်စာထုတ်ပါတယ်။အဲ့ဒီအတ္တမစစ်မှုထမ်းစင်ခေါ်တာကိုကြောက်လို့ဂန်ကောထီလင်းကြောက်ထုစောကြောနယ်တွေမှာလူငယ်တွေအိုးအိမ်စွန့်ခွာပြီးတော့ထွက်ပြေးကြပါတယ်။ရဲဘော်တွေမှာတာရင်လာရေးရှိရင်တောင်မှကုညီလောက်ကင်မဲ့လူငယ်လူရွယ်မရှိတော့အောင်ထိရှားပသွားတယ်လို့ဆိုပါတယ်။ အာရခတက်တော်ကလည်းစစ်မှုတန်းစင့်ခေါ်ပါတယ်။ရွာသားတွေနဲ့အစည်းအဝေးလုပ်ပြီးတော့စစ်ထဲကိုဝင်ခိုင်းတာပါ။သူတို့အပြင်ကိုကန့် MNDAA တအား TNL SSC တောင်းတဲ့မြောက်တို့ကလည်းစစ်မှုတန်းစင့်ခေါ်ပါတယ်။တခြားအဖွဲ့တွေလည်းရှိပါသေးတယ်။အဲ့ဒါလို့စစ်မှုတန်းအာရမစင့်ခေါ်တဲ့တော်လိုင်းရေးအဖွဲ့တွေရှိတယ်လို့စစ်မှုတန်းအာရမစင့်ခေါ်တာမျိုးကိုလုံးဝမလုပ်ဘူးဆိုပြီးတော့မူချပြီးတားမြစ်ထားတဲ့အဖွဲ့တွေလည်းတချို့ရှိပါတယ်။ဥပမာ ကယနီလူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦးကလလာတဆိုလို့ရှိရင်အတင်းအဓမ္မစစ်မှုတန်းစစ်ခွာတာမျိုးကိုမလုပ်ရဘူးလို့တားမြစ်ထားတယ်လို့အသက်18နှစ်မပြည့်သေးတဲ့သူကိုတပ်မှလက်မခံဘူးဆိုတဲ့စီကံမျိုးလည်းထုတ်ထားပါတယ်စစ်ကောင်စီကလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထပ်ခိုင်းတဲ့အတွက်ပြည်သူတွေကစစ်ကောင်စီကိုအလွန်မုန်းပါတယ်အဲ့ဒီလောက်ရက်ကိုအာနာရှင်လောက်ရက်ဆိုပြီးတော့တိတ်ဆက်ဆုပ်ရွံ့ချကြပါတယ်အခုတော့တော်လိုင်းရေးအဖွဲ့တွေကလည်းစစ်အာနာရှင်တွေလှုပ်တယ်လို့လိုက်လှုပ်ကြတာဟာ တော်တော်အံ့ဩစရာကောင်းပါတယ်စိတ်ပြည့်စရာလည်းကောင်းပါတယ်တချို့ဒေါ်လာရေးအဖွဲ့တွေကဒီလိုပြောကြပါတယ်စစ်ကောင်စီကစစ်မှုထမ်းအတင်းခေါ်တာနဲ့ဒေါ်လာရေးအဖွဲ့ကခေါ်တာမတူပါဘူးတဲ့စစ်ကောင်စီသားတွေကပြည်သူတွေကိုတတ်ဖြတ်တာနှိပ်စက်တာမိရှို့တာတွေလုပ်ပြီးတော့ဒေါ်လာရေးအဖွဲ့တွေကပြည်သူကိုကာကွယ်တာဖြစ်တဲ့အတွက်ရည်ရွယ်ချက်ချင်းလောက်ရချင်းမတူဘူးလို့ဆိုပါတယ်အဲ့ဒါလိုရည်ရွယ်ချက်မတူလောက်ရမတူတဲ့အတွက် စစ်ကောင်စီကစစ်မှုထမ်းခေါ်တာဟာပြည်သူကို ဒုက္ခပေးတာဖြစ်ပြီးတော့တော်လိုင်းရေးအဖွဲ့တွေကစစ်မှုထမ်းခေါ်တာကတော့ပြည်သူအကျိုးကိုတည်ဖို့ဆောင်ရွက်တာလို့ဆိုကြပါတယ်။ဒါဟာလုံလောက်တဲ့စံချေမဟုတ်ပါဘူး။စစ်တိုက်တယ်ဆိုတာကိုယ့်အသက်နဲ့ရင်းပြီးတော့လုပ်ရတဲ့နိုင်ငံရေးပါ။အသက်နဲ့ရင်းရတဲ့အလုပ်ကိုလုပ်မလားမလုပ်ဘူးဆလားဆိုတာကိုကိုယ်ဆုံးဖြတ်ချက်နဲ့ကိုပဲဆုံးဖြတ်ရပါမယ်။အသက်နဲ့ရင်းရတဲ့အလုပ်ကိုသူများဆုံးဖြတ်လို့သူများအတင်းခိုင်းလို့လုပ်ရတယ်ဆိုကြတဲ့ကတော်တော်ကြီးကိုမတရားတဲ့လုပ်ရဖြစ်နေပါပြီ။ အတင့်အာမခိုင်းနေဆိုတာကအာနာရှင်လုပ်ရပါပဲလူတွေကိုအတင့်အကျပ်ဖိအားပေးပြီးစစ်မှုထမ်းခိုင်းတာချင်းအတူတူစစ်ကောင်စီလုပ်ရင် မတရားဘူးတော်လှန်ရေးကလုပ်လို့ရှိရင်တရားတယ်လို့နှစ်မျိုးခွဲပြီးတော့ပြောလို့မရပါဘူးအတင့်စစ်မှုထမ်းခိုင်းတာချင်းအတူတူစစ်ကောင်စီကလုပ်ရင်ရုတ်တယ်တော်လှန်ရေးဘက်ကလုပ်လို့ရှိရင်တော့မြတ်တယ်လို့ပြောလို့မရပါဘူးပြည်သူလူထုမကြိုက်တဲ့အလုပ်ပြည်သူလူထုယုံမုန်းတဲ့အလုပ်ကိုဘာအကြောင်းပြချက်နဲ့မှအတင့်အာရမ မလုတ်ခမ်းရပါဘူးတော်လိုင်းလုတ်ဖို့စီယုံဟောပြောတာတွေကိုလုတ်လို့ရပါတယ်စီယုံဟောပြောလို့မိမိသဘောဆန္ဒအလျောက်တော်လိုင်းရဲဝင်လာကြတဲ့သူတွေကိုဝမ်းသာအားရခေါ်ကြပါစစ်မှုတန်းကိုအခွင့်ကောက်တယ်လို့မျိုးတအိမ်ဘယ်နှယောက်ပေးရမယ်လို့လုတ်တာမျိုးဟာလူလူစန့်ကျင်ရေးလုတ်ရပါပဲအဲ့ဒါလို့အတင်းအဓမ္မခေါ်ထားတဲ့လူတွေဟာတော်လိုင်းရဲတက်ဖွဲ့တစ်ခုအတွက်အကျိုးလည်းမရှိပါဘူးမိမိဆန္ဒအလျောက်တော်လိုင်းရဲဝင်လာတဲ့သူကသာ အကျိုးလည်းရှိတန်ဖိုးလည်းရှိပါတယ်အတင်းခေါ်လို့ရောက်လာတဲ့သူဟာတော်လိုင်းရေးစိတ်ဓာတ်လည်းအပြည့်ဝရှိမှာမဟုတ်ပါဘူးအခွင့်သာရင်တက်ကထွက်ပြေးမှာပါအခွင့်သာရင်လက်နက်ချမှာပါတက်ကိုစန့်ကျင်တဲ့အလုပ်တွေလုပ်တာမျိုးတောင်မှရှိနိုင်ပါတယ်ဘာလို့မဆိုကိုယ့်ကိုမလုပ်ချင်မနဲ့အတင်းခိုင်းတဲ့သူတွေကိုနှစ်သက်ကြည့်ပြမှာမဟုတ်ပါဘူးတကယ်တော့တော်လိုင်းရေးစစ်သားကိုအရမစူဆောင်းနဲ့လှုပ်ရဟာကိုတစုတစ်ဖွဲ့ကောင်းစားရေးကိုမျောလင့်ပြီးတော့ လုပ်နေကြတာပါဒေါ်လာရေးတစ်ခုလုံးရဲ့အကျိုးစီးပွားကိုမျှော်မှန်းပြီးတော့လုပ်နေတာမဟုတ်ပါဘူးကိုယ့်အဖွဲ့တစ်ဖွဲ့ရဲ့အားကောင်းလာအောင်ကိုယ့်အဖွဲ့တစ်ဖွဲ့ရဲ့ကြီးထွားလာအောင်အတင်းအဓမ္မလူသူစုဆောင်းနေတာပါဒေါ်လာရေးတစ်ခုလုံးအတွက်ဆိုလို့ရှိရင်လူသစ်အတင်းစုဆောင်းစရာမလိုပါဘူးဒေါ်လာရေးသမားအင်အားကတော်တော်လုံလောက်နေပြီလို့တောင်ပြောလို့ရပါတယ်ရှိနေပြီသားဒေါ်လာရေးသမားကိုတောင်မှအပြည့်စုံနဲ့နဲ့တက်စင်မပေးနိုင်သေးပါဘူးရှိနေပြီသားဒေါ်လာရေးသမားကိုတောင်မှထမင်းကျွေးနိုင်ဖို့တောင်ခက်ခက်ခဲခဲ ရုပ်ကန်နေရတာပါတော်လိုင်းရေးတပ်ဖွဲ့တွေစီလုံးညီညွတ်ကြရင်မာမိတ်တပ်ပေါင်းစုကြီးဖြစ်အောင်လုပ်နိုင်ရင်ရှိပြီးသားလူကိုလက်နက်အပြည့်တပ်ဆင်ပေးနိုင်အောင်အရင်လုပ်ရမယ်ဆိုတာရှင်းရှင်းလေးပါအခုတော့တချို့တပ်တွေမှာထမင်းမကျွေးနိုင်လက်နက်မပေးနိုင်ပဲတော်လိုင်းရေးတပ်သားတွေပို့နေပါတယ်တချို့တပ်တွေကတော့သူတို့ပို့ပြီးတော့အင်အားကြီးအောင်အရမစစ်သားစုဆောင်မှုတွေလုပ်နေပါတယ်မညီညွတ်မှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲအစင်ကုန်မတဲမှုကြီးလို့ ဆုံနိုင်ပါတယ်တော်လိုင်းရဲ့တက်မတော်ရဲ့တကယ်အနှစ်သာရဟာပြည်သူတို့ရဲ့ထောက်ခံအားပေးမှုကိုရယူခြင်းဖြစ်ပါတယ်ပြည်သူအတွက်အလုတ်ကျေးပြူတယ်ပြည်သူရဲ့ထောက်ခံအားပေးမှုကိုရယူတယ်အဲ့ဒါဟာပြည်သူတက်မတော်တွေရဲ့အချင်းရာလက္ခဏာအင်္ဂါရပ်တွေပါပဲအထူးသဖြင့်ပျောက်ကြားတတ်တယ်မှာပြည်သူလူထုထောက်ခံမှုဟာပိုပြီးတော့တောင်မှအရေးကြီးပါတယ်ပြည်သူလူထုရဲ့ထောက်ခံမှုဟာဘလောက်တောင်အရေးကြီးတယ်လဲဆိုတော့တော်လန်ရေးရဲ့အနိုင်အရှုံးကို အဆုံးဖြတ်ပေးနိုင်တဲ့အထိအရေးကြီးပါတယ်တော်လရင်အတွက်စစ်သားအတင်းအဓမ္မစုဆောင်းနေရင်ပြည်သူကစိတ်ပြက်လာပါလိမ့်မယ်စစ်အာဏာရှင်နဲ့တော်လရင်တပ်ဖွဲ့တွေအတူတူပါပဲလားလို့ထင်လာကြပါလိမ့်မယ်တော်လရင်အဖွဲ့တွေလည်းနောက်အခါမှာစစ်အာဏာရှင်ဖြစ်လာမှာပဲလို့ထင်လာကြပါလိမ့်မယ်အဲ့ဒါလို့ပြည်သူကထင်လာရင်တော်လရင်ရှုံးပါလိမ့်မယ်တရုတ်ပြည်ရဲ့တောင်ပေါ်ဒေသတခုမှာတခါကပင်ပန်းပြီးတော့ငတ်မွတ်နေတဲ့တက်နီတပ်ဖွဲ့တစ်ဖွဲ့ဟာကစုံတွေစိုက်ထားတဲ့စိုက်ခင်းတစ်ခုကိုတွေ့တော့ဝမ်းသာအားရနဲ့ ြည့်သွားပြီးတော့တူဖို့စားတော့ကြပါတယ်။အဲ့ဒီတက်နေတက်ဖွဲ့ရဲ့ခေါင်းဆောင်မော်စီတုံးကအဲ့ဒီတက်နေတော်စစ်သားတွေကိုချက်ချင်းပဲစုဝေးခိုင်းပြီးတော့အပြစ်တင်ဝေဖန်ခဲ့ပါတယ်။ငါတို့တက်ဟာရန်သူတက်တယ်လို့ပဲတခုတည်းမြတ်တွေလို့ပြည်သူတွေကမြင်လာရင်ငါတို့စစ်ရှုံးလိမ့်မယ်လို့ပြောခဲ့ပါတယ်။အဲ့ဒါလိုပြောပြီးတော့စီကံကြီးတုံးရတဲ့သတိပြုရရှိချက်ကိုပြတ်ထန်သတ်မှတ်ခဲ့ပါတယ်။အဲ့ဒီအထက်မှာပြည်သူပစ္စည်းကိုအတချောင်းချီတင်မြန်မာမယူပါဘူး။ငှားထားတဲ့ပစ္စည်းပြန်အားရမယ်။ယူတဲ့ပစ္စည်းဝယ်တဲ့ပစ္စည်းအတွက် တန်တန်မှုပေးရမယ်ဆိုတာမျိုးတွေပါပါတယ်အဲ့ဒီစီကံကြီး၃ရက်နဲ့သတိပြုရန်၈ချက်ဟာစစ်အောင်နိုင်ရေးအတွက်အဓိကအချက်လို့တရုတ်တပ်နေတော်ကသတ်မှတ်ပါတယ်တရုတ်နိုင်ငံကအမျိုးသားပြလိုက်တဲ့မှာတွန်လိုင်းကာလတုန်းကတပ်နေတော်တပ်သားလယ်သမားတယောက်ကပိဿာပေါ်မှာရေးသားထားတဲ့စီကံကြီး၃ရက်နဲ့သတိပြုရန်၈ချက်ကိုတမိုင်းဝင်ပစ္စည်းအဖြစ်နဲ့မှတ်တမ်းတင်ထားပါတယ်ကစုံလေတလုံးနှလုံးဖော်ဆတာတောင်လူမှုစံကျင်ရေးလုပ်ရလို့သတ်မှတ်တယ်ဆိုလို့ရှိရင် အတိအရမစစ်သားစုဆောင်တဲ့လှုပ်ရဟာဘလောက်လူမှုစက်ကျင်ရေးဖြစ်စေမလဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်။ကစုံကိုဖော်ဆားတဲ့သူကိုမုန်းတာထက်စစ်တပ်ထဲမလိုက်ခြင်းပဲနဲ့အတိအရမဆွဲခေါ်တာကိုအများကြီးပို့ပြီးတော့မုန်းလိုက်မယ်ဆိုတာစဉ်းစားကြည့်ရင်သိနိုင်ပါတယ်။အတိအရမစစ်သားစုဆောင်လိုက်လို့ကုတ္တဟာလောလောဆယ်မှာတော့အင်းအားပူကြည့်လာတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ရေရှည်တော်လိုင်းရေကြီးတစ်ခုလုံးကိုတော့ရှုံ့နှိမ့်သွားအောင်လုပ်တဲ့လုပ်ရဖြစ်ပါတယ်။ အလေးနဲ့ထားပြီးတော့ထပ်ပြောပြရစေစစ်သားအရမစူဆောင်းတာဟာပြည်သူလူထုမုန်းတဲ့လောက်ရဖြစ်ပါတယ်ပြည်သူလူထုကိုစန့်ကျင်တဲ့လောက်ရဖြစ်ပါတယ်အဲ့ဒီလောက်ရကိုလောက်ရတော်လန်ရေးရှုံးနိုင်မှာလိမ့်မယ်ဘိုးချုပ်မင်းအောင်လိုင်တို့ကပြောပါတယ်စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းတာနိုင်ငံပေါင်း80ရှိတယ်လို့ဆိုပါတယ်တခြားနိုင်ငံပေါင်း80လဲလုံနေတယ်ဆိုတာနဲ့မတရားတဲ့အလို့ဟာတရားတဲ့လောက်ရဖြစ်မသွားပါဘူးသူတို့တောင်မတရားတာလုပ်သေးတာပဲငါတို့လည်းလုပ်လို့ရတယ်ဆိုတော့စင်ကြီးကလည်းမမှန်ပါဘူး သူများတွေလုံနေလို့မှားတဲ့အရာဟာအမှန်ဖြစ်မသွားပါဘူးပြီးတော့အဲ့ဒီနိုင်ငံ80နဲ့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေလဲမတူပါဘူးကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့စစ်ကပြည်တွင်းစစ်ပါဒီတိုင်းပြည်တစ်ခုရဲ့အတွင်းမှာနေတဲ့လူအချင်းချင်းစစ်ခင်းနေတဲ့စစ်ပွဲပါဟိုဘက်အိမ်ကလူကခိုးဘက်ကတိုက်ပြီးတော့ဒီဘက်အိမ်ကလူကဒီဘက်ကတိုက်နေတဲ့စစ်ပွဲမျိုးပါတော်လိုင်းဘက်မှာအဖေကတိုက်နေပြီးတော့စစ်ကောင်စီဘက်မှာသားကတိုက်နေတာမျိုးတွေရှိပါတယ် တော်လိုင်းရဲ့ဘက်မှာညီကားတိုက်နေပြီးတော့စစ်ကောင်စီဘက်မှာအကူကတိုက်နေတာလည်းရှိပါတယ်ဒီလိုအခြေအနေမျိုးမှာလူတယောက်ကိုစစ်ထဲအတင်းအဓမ္မဆွဲသွင်းတဲ့လောက်ရမျိုးကိုပြည်သူလူထုကပြင်းပြင်းထန်ထန်ဆက်ကျင်မှာပါပဲပြည်သူလူထုကမုန်းမှာပါပဲအဲ့ဒါဟာတရားတဲ့လောက်ရလည်းမဟုတ်ပါဘူးပြီးတော့တော်လိုင်းရဲ့အဖွဲ့အနေနဲ့ဆိုရင်လူတယောက်ကိုတော်လိုင်းရဲ့စိတ်ဓာတ်ရှိသလားမရှိဘူးလားမဆန်းစစ်ပဲတနက်ပြတဲ့ရပြီတနက်မောင်းခလုတ်ဆွဲတဲ့ရပြီငါတို့အထဲဝင်ခဲ့လို့အတင်းခေါ်တယ်ဆိုတာ အပေါ်စားဆန်လွန်ပါတယ်အောက်တန်းကျလွန်ပါတယ်လူတွေကိုတနက်ပြက်တတ်တဲ့ဆက်ရုပ်တွေလောက်ပဲသဘောထားနေတာပါပြည်သူချစ်ရင်ကပီးတင်ပါလိမ့်မယ်ပြည်သူမုန်းရင်စစ်ရှုံးပါလိမ့်မယ်တော်လိုင်းရေးသမားကတော်လိုင်းရေးဆန်ဆန်တွေးခေါ်လောက်ကကြပါတော်လိုင်းရေးအမြင်တော်လိုင်းရေးအသည့်တော်လိုင်းရေးစိတ်ဓာတ်တော်လိုင်းရေးအမျော်အမြင်ပြေဝါချမှတော်လိုင်းရေးအောင်မြင်နိုင်မှာ ဖြစ်ပါတယ်